အခုကင်တဲ့ကာလာဆော့ကတော့ကင်တဲ့ Evo Reader တွေအားလုံးထဲမှာပထမဆုံးအနေနဲ့ကာလာနဲ့ဖတ်ရှုလို့ရတဲ့ Evo Reader လို့ပြောလို့ရပါတယ်။ကင်တဲ့ Evo Reader တွေကို2000မှာစတင်ထုတ်လုပ်ပြီးတော့တောက်လျှောက်ထုတ်လုပ်ခဲ့တဲ့များသည်အဖြူမဲနဲ့ in display ပဲဖြစ်ပါတယ်။ဒီလိုမျိုး in display မှာကာလာရဖို့ဒါ session နဲ့လောက်ကြာအောင်စောင့်လိုက်ရတယ်လို့လည်းပြောလို့ရပါတယ်။အခုကျွန်တော် unbox လုပ်တဲ့ကင်တဲ့ကာလာဆော့ကတော့32 GB ကမှ metallic color ဖြစ်ပါတယ်။ သူထဲမှာတော့ CDU USB ဂျိုအသွင်ဂျိုတစ်ချောင်းပဲပါမှာဖြစ်ပါတယ်ဒီဂျိုကနေပဲ data တွေစာအုပ်တွေသွင်းတာမျိုး charging လုပ်တာမျိုးပြုလုပ်လို့ရမှာဖြစ်ပါတယ်ဘော်ဒီအောက်ဖက်မှာတော့ USB C အသွင်းပေါင်းနဲ့ power button ခလုတ်ပါမှာဖြစ်ပါတယ်။အဒီနေရာမှာသူ့ရဲ့ထူးခြားချက်ကတော့ခရိုင်းကင်နယ်တွေလို့သူ့ရဲ့ preview screen ကအဖြူမဲမဟုတ်ဘဲနဲ့ ကာလာနဲ့ဖြစ်နေတာဖြစ်ပါတယ်။กินတဲ့ကာလာဆော့ကတော့ခရိုင်းกินတဲ့နဲ့မတူဘဲနဲ့အတီဘေးလို့ဖို့တဲ့မဖြစ်မနေကိုกินတဲ့အကောင့်လုံမှာဖြစ်ပါတယ်။ခရိုင်းမှာတော့ကျွန်တော်တို့กินတဲ့အကောင့်မထည့်ဘဲနဲ့ကွန်ပျူတာနဲ့ချိန်ပြီးတော့ကိုလုတ်ထားတဲ့ဒေါင်းလုဒ်ထားတဲ့กินတဲ့ဆော့တွေကိုတိုက်ရိုက်ထည့်ပြီးဖတ်ရှုလို့ရမှာဖြစ်ပါတယ်။အခုกินတဲ့ကာလာဆော့အတီဘေးလို့ဖို့အတွက်กินတဲ့အကောင့်တိုက်ရိုက်ဆိုင်ဝင်လဲရတယ်။ကိုယ့်ရဲ့ iPhone သို့မဟုတ် Android phone မှာกินတဲ့ application ဆွဲပြီးတော့ Bluetooth နဲ့တဆင့်ဟာဂျိုးမဲ့ဆက်ရလုံမယ်ဆိုရင်လည်း အက်တီဗေးတ်လုပ်လို့ရမှာဖြစ်ပါတယ်။ကင်းတဲ့ကာလာဆော့မှာစာအုပ်တွေဖတ်ဖို့အတွက်ကင်းတဲ့အကောင့်မှာလားစင်ကြီးနဲ့ subscription လုပ်ပြီးတော့ဖတ်မယ်ဆိုလည်းရတယ်။ဒါမှမဟုတ်ရင်ကိုဖတ်ချင်တဲ့စာအုပ်တွေတည်တံ့ဝယ်ပြီးဖတ်မယ်ဆိုလည်းရတယ်။နောက်တစ်နေ့ကတော့အခုလိုကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့မှကိုယ့်ရဲ့ကင်းတဲ့လေးကို Android Try Fine Transfer ဆိုတဲ့ application အသုံးပြုပြီးတော့မှထည့်မယ်ဆိုလည်းဖတ်ရှုလို့ရမှာဖြစ်ပါတယ်။ အဒီနေရာမှာထူးခြားချက်ကတော့ကင်းတဲ့ color ဆော့ကသူ့ထဲကိုအခုလို computer နဲ့ချိတ်ဆက်ပြီးတော့ PDF file color ဆော့တွေထည့်မယ်ဆိုရင် color ဖော်ပြပေးမှာမဟုတ်ပါဘူးအဲ့ဒီအတွက် Amazon ရဲ့ send to Kindle ဆိုတဲ့ service ကိုအသုံးပြုပြီးတော့မှသူ့ထဲကိုပို့မှာပဲဒီ PDF file color နဲ့ဆော့တွေက color ဖော်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကဖတ်တဲ့ရွှေသွေး channel ကို iPad Pro နဲ့ကင်းတဲ့ color ဆော့တွေမှာအခုလို့ထည့်ပြီးတော့ရှင်းပတ်ကြည့်တဲ့အချိန်ကျတော့ vibrance ဆိုတဲ့ color ဆိုပြမှုကတော့ iPad Pro ကတာမှဖြစ်ပါတယ်ဒါပေမဲ့ in display ရဲ့အသာချက်ကတော့စာဖတ်တဲ့အချိန်မှာ iPad ထက်ပိုပြီးကောင်းနေမှာဖြစ်ပါတယ်ဒါကမှ in display ပေါ်မှာ color နဲ့ရတာကတော့တော်တော်ကြီးကိုအခုလိုမျိုး cartoon တွေဖတ်မယ်ဆိုရင်လည်းတော်တော်ကြီးကောင်းမှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ document တွေထဲမှာ color နဲ့ပြမယ် graph တွေပါရှိမယ်ဆိုရင်လည်းအခုလို color swap နဲ့ in display မှာဖတ်ရတာတော့ပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ် အခုကတော့စစောကကာလာနဲ့ရွှေသေးချာနယ်ကိုကင်းတဲ့ကာလာဖြောနဲ့ရိုးရိုးကင်းတဲ့ paper white 4မှာထည့်ပြီးတော့ရှင်းပြထားတာဖြစ်ပါတယ်။ရိုးရိုးကင်းတဲ့ paper white 4ကတော့ကတ်တန်ဆော်ဒီကိုဖတ်မယ်ဆိုရင် contract လို့ခေါ်တဲ့ဘလောက်မဲမလဲဘလောက်ဖြော့မလဲဆိုတာတော့ပြင်လို့ရမှာဖြစ်ပါတယ်။အခုဇာယီမင်းသူဝင်ရဲ့950ဆောင်းလိုမျိုးစာကြည့်ပဲတီးတဲ့ စာအုပ်ကတော့မျက်နှာဖုံးမှာကာလာပါမယ်ဆိုရင်တော့ကင်းတဲ့ကာလာဆော့ကမျက်နှာဖုံးမှာကာလာနဲ့ပြပေးမှာဖြစ်ပါတယ်။ဒါပေမဲ့စာအနေအမှာတော့သူ့ကိုဖတ်ရှုတာကတော့ပုံမှန်ကင်းတဲ့တွေဖတ်တယ်လို့ပဲဖြစ်နေမှာဖြစ်ပါတယ်။အဲဒီနေရာမှာထူးခြားချက်ကတော့ကိုဖတ်တဲ့စာအုပ်တွေစလုံးတွေစာကြောင်းတွေကို highlight လုပ်တယ်ဆိုတဲ့အချိန်တိုင်းခိုင်းလို့အဖြူမဲမဟုတ်ဘဲနဲ့သူ့မှာ highlight လုပ်မဲ့ကာလာ၄မျိုးပါမှာဖြစ်ပါတယ်။ ဒီ color အနေနဲ့ကတော့ yellow pink blue orange ဆိုတဲ့ highlight color တွေအနေနဲ့ကိုကကိုဆက်တဲ့ဖတ်နေတဲ့စာအုပ်ရဲ့စာအကြောင်းလေးကို highlight လုပ်လို့ရမှာဖြစ်ပါတယ်။